ဂျပန်ကမ်းလုံးမှာကယ်ဆယ်ရေးဟန်ရင်ပြတ်ကြပြီးတောင်ဦးသေးဆုံးဂျပန်နိုင်ငံအနောက်တောင်ပိုင်းကမ်းလုံးပင်လယ်ပြင်မှာကယ်ဆယ်ရေးဟန်ရင်တစ်စင်းပြတ်ကြပြီးလူသုံးဦးသေဆုံးခဲ့ကြောင်းဂျပန်ကမ်းခြေဆောင်သက်ကထုတ်ပြန်ခဲ့ပါတယ်။ AP 9ရဲ့မနက်ပိုင်းတုန်းကကမ်းခြေဆောင်သက်ရဲ့ကြေညာချက်မှာတော့ရဟန်ရင်ပေါ်ပါလာတဲ့လူနာတအုပ်နဲ့အခြားနှစ်ဦးတို့သေဆုံးခဲ့တယ်လို့ဖော်ပြပါရှိခဲ့ပါတယ်။ ယဟန်ရင်မှုသူနာပြုတ်တို့နဲ့ယဟန်ရင်ဆက်ပြန်ဝန်ထမ်းတို့ကိုတော့ပင်လယ်ပြင်မှာကယ်ဆယ်နိုင်ခဲ့တယ်လို့ကမ်းခြေဆောင်သက်ကပြောပါတယ်။သူတို့ကိုရှာတွေ့ချိန်မှာ၃ဦးစလုံးခန္ဓာကိုယ်အပူချိန်ကြားဆင်းနေပေမဲ့တရရှိနေခဲ့ကြတယ်လို့ဆိုပါတယ်။တည်ဆုံးသူ၃ယောက်ရဲ့ရော့အလောင်းကိုတော့ဂျပန်ပြည်ဆောင်တဲ့ရင်ယဟန်ရင်သေးကရှာတွေ့ခဲ့ပြီးဆယ်ယူနိုင်ခဲ့ပါတယ်။တည်ဆုံးသူတွေဟာလူနာလူနာရှင်နဲ့ဆရာဝန်တို့တူဦးဖြစ်ကြပါတယ်။ ယဟန်ရင်ပြကြမှုတရင်ကိုရရခြင်းဂျပန်ကန်ချီဆောက်တဲ့ဟာလေရင်၂စီးနဲ့တင်ပေါ်၃စီးကိုအခင်းဖြစ်ရာရေပြင်စီစီလှုပ်ပြီးကဲဆေးရေးဆောင်ရွက်စေခဲ့ပါတယ်။ယဟန်ရင်ပြကြစေတဲ့အကြောင်းရင်းကိုတော့မသိရသေးပဲစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေစေလို့ဂျပန်ကန်ချီဆောက်တဲ့ကပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။